ာရီတာတခွဲခန့်နဲ့ကအသေးဆက်ဆက်စမ်းသက်ကန် NC အားလုံးပဲမိတော်များ OK Sport ကနေပြန်လည်ကြိုလိုက်ပါရင်ပစာမတိုင်းမှာငယ်ဘွားအိမ်မက်အသင်းစွာရှိကြပါရင်ဒီထဲမှာတချို့ကတော့ကိုယ့်ရဲ့အိမ်မက်ကိုလက်တွေ့အကောင့်ထဲပေါ်နိုင်တဲ့အထိကန်ကောင်းခဲ့ကြပါရင်ဒီလိုကန်ကောင်းတဲ့သူတွေထဲမှာအာဆင်နယ်ကိုဒီနေရာဒီမှာပြောင်းရွှေ့လာနိုင်ခဲ့တဲ့အသက်28နှစ်ရွယ်အင်္ဂလန်သား Everton FC လည်းတယောက်ပါဝင်ပါပြီ NC ကအာဆင်နယ်နဲ့ပြီးခဲ့တဲ့ရာသီကလေးကသတင်းထွက်နေခဲ့ပါရင်အာရီတာကနေရာစုံကစားနေတဲ့ကစားသမားတွေကိုနှစ်သက်သူတယောက်မို့လို့အာဆင်နယ်ရဲ့ရေဒါထဲမှာ NC ရှိနေတာတိတ်တော်လည်းမထူးဆန်းပါဘူး ။ NC ရဲ့ပြောင်းရွှေ့ကလည်းဒီနေရာဒီမှာပြောစရာတွေက highlight တစ်ခုဖြစ်ခဲ့ပါတယ်။ NC ကို Arsenal ကမကြိုးစားတော့ဘူးလို့ထင်နေရင် Tottenham နဲ့နှုတ်သဘောတူညီချက်အောင်ရရှိသွားတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ဒီချိန်ကျမှ Arsenal ကတချို့ပြန်စိတ်ဝင်စားခဲ့ပြီး NC ကိုဖျက်လို့သွားခဲ့ပါတယ်။ NC ကလည်းအိမ်မန်တဲ့ခေါ်တော်စင့်ကို ခချင်းကောင်းကြီးလိုက်ပြီးတော့မြောင်းလက်တန်အညိုတေးကိုပုံမကြီးထွားလာစေခဲ့ပါရင် NCR အန်အောဖို့ကောင်းလာအောင် Arsenal မှာချက်ချင်းအသားကျခဲ့ကစားမဖြစ်ပါရင်ကာလာပါဂျီရဲ့ဆိုတဲ့ကစားမတွေဒီအချိန်မှာ Arsenal ကိုရောက်ရှိလာခဲ့တယ်။ Rodri အငယ်လေးဆိုတဲ့ Martin Zouman တွေကလည်း Arsenal မှာအသားကျဖို့တဲ့ကြိုးစားနေရတော့ဖြစ်တယ်လို့ပြီးခဲ့တဲ့ရာသီမှာ Gamboola ဆူတော်ရခဲ့တဲ့တိုက်ဆက်မှု Vita Yokara ကလည်း Premier League ကန်ဆယ်မှုတွေကိုကြော်ဖို့ကြိုးစားနေရတော့မှာပဲ။ ဒါပေမဲ့ NC ကတော့ Premier League နဲ့အသားကျပေးတာကစားမဖြစ်တော့ Crystal Palace နဲ့တူ FA Cup နဲ့ Community Time မှာရယူထားပေးတာကစားမတယောက်ဖြစ်ပါတယ်။ဒီတော့ NC လိုအတင်သုံးကစားမက Arsenal မှာလာရောက်ညှိထွေဖြစ်တာမထူးဆန်းပါဘူး။ NC က Arsenal မှာသူ့ဆာမင်နာအစ်ကိုသူကိုယ်တိုင်စတင်ရေးနေပြီးဒီတစ်ပတ်ကစားခဲ့တဲ့ပေါ်ဘေးနဲ့ Carabao Cup ပွဲစဉ်မှာပထမအဆုံးသွင်းကိုရောက်နိုင်ခဲ့ပါတယ်။ NC က Arsenal ပွဲထွက်တယ်မှာဘယ်တောင်မှကနေစတင်ကစားခဲ့ရပြီးဖြစ်တင်ပေါ်နေတဲ့ခွင့်ရေးဖန်တီးမှုတွေပြုလုပ်ပေးနေခဲ့ပါတယ်။အစီကအာဆင်နယ်အတွက်လေးပွဲကစားရမှာဖန်တီးမှုနှစ်ချိန်အောင်ပြုလုပ်ပေးထားပြီးပါပြီ။ဒီပွဲမှာထူးခြားချက်ကတော့အာဒီတာကအစီကိုကွင်းလယ်နေရာအသစ်တစ်ခုပေးလာခဲ့ပြီး ဗန်နောင်ဝဲမှာတိုးတက်ရိတ်တွေပြလာနေပြီမင်းမာတင်နယ်လီကိုနေရာပြန်ပေးလိုက်ပါတယ် IC အတွက်နေရာအတိတ်ကတတောက်တတာဖြစ်ပုံရပါတယ် IC ဟာရှင်းမနေမှာရင်ဂါဘရီယယ်မာတင်နယ်လီရဲ့ပေးပို့မှုကနေတဆင်မိုင်လိုဝစ်စကယ်လီဖန်နေပေးတဲ့အခွင့်အရေးကိုကောင်းကောင်းသုံးချခဲ့ပြီးအာဆင်နယ်အတွက်ဥဆောင်ကိုသွင်းယူပေးခဲ့ပါတယ်အာဆင်နယ်ကခေါင်းမာတဲ့ပေါ်ဘေးကိုထပ်မထိုးဖောက်နိုင်တော့ပဲဂျာမာပေါ်ဘေးဘက်ကပြန်လဲတုတ်ပြန်မှုတွေတောင်ခံလိုက်ရပါသေးတယ် Trossard Right နဲ့ Rokares တို့ဝင်ရောက်လာပြီးနောက်ပိုင်းမှာအာဆင်နယ်တို့ပြန်လဲလွှမ်းမိုးလာနိုင်ခဲ့ပြီး Trossard ရဲ့နောက်ကျကိုကြောင့်ဒူးစီနဲ့နိုင်ရရှိခဲ့ပါတယ်အဲဒီအကွင်းနဲ့တောင်ရောင်ရဲ့ဘဲချမ်းနေရာကိုကစားခဲ့တဲ့ဒီပွဲမှာမျှော်မှန်းကို ၃ညသမ၄၅အင်ဂျီရှိခဲ့ပြီးအာဆင်နယ်မှာအမြင့်ဆုံးကစားမဖြစ်ခဲ့ပါရင်ဒါပြင်ပေးပို့မှု၄၃ညမှာ၃၈ကျင်းပြင်းပြောင်းခဲ့ပြီးဂျူရယ်ကောကျင်းမှာ၅ကျင်းနိုင်ရရှိခဲ့ပါရင်အာဒီလာပြီးခဲ့တဲ့မန်ချက်စတာစီးတီးကိုဝမ်းဝမ်းတင်ကြားခဲ့တဲ့ပွဲမှာ LC ကိုရန်ကုန်ထားခဲ့တဲ့အတွက်အများကြီးဝေဖန်ခံခဲ့ရပါရင်ဒီကိစ္စနဲ့ပတ်သက်ပြီးအာဒီလာကသူက LC ကိုဘယ်လိုသုံးရင်အကောင်းဆုံးဖြစ်မလဲဆိုတာစမ်းသပ်နေတာဖြစ်ကြောင်းဝန်ခံပြောဆိုလာခဲ့ပါရင်သူမိကစားမရည်အပေါ်မှာမူတည်ပါရင်ဒီလိုကိစ္စတွေမှာနေရာလွတ်နေမရနိုင်ဘူးလေဒီတော့ကျွန်တော်တို့ LC ကိုတင်းတင်းအားရှေ့ပေးဖို့လိုပါရင် LC ကဘောလုံးကိုထိဖို့လိုအပ်တဲ့ကစားမတယောက်ဖြစ်ပြီးကျွန်တော်တို့သူဒီလိုလုံနိုင်အောင်ကူညီပေးမှာပါ ကျွန်တော်တို့ဘောလုံးပွဲတွေကိုနိုင်ဖို့သူ့ကိုခေါ်ကြတာပါသူနောက်တဲ့6လောက်အောင်ထပ်သွင်းနိုင်ခဲ့တဲ့လို့ကျွန်တော်ထင်ပါတယ်ဆိုပြီးအာဒီတာကပြောသွားခဲ့ပါတယ်အန်စီအာအာဆင်နယ်အတွက်ဖလားမြောင်းလင်းချက်တွေကိုတင်းဆောင်လာပေးသူပါအာဒီတာရဲ့နီးစနစ်မှာအန်စီအာဂျူကာတစ်ချက်ဖြစ်လာနေပါတယ်အာဆင်နယ်ကလာမယ့်တစ်ပတ်ပြည့်ရမှာနျူကာဆယ်အသင်းနဲ့ရှင်မြန်ကစားသွားရမှာဖြစ်ပါတယ်ဒီပွဲမှာအန်စီကိုတောင်းပန်မှာအဖြစ်မြင်တွေ့ရမလားနမဲတဆယ်နေရာကနေပွဲထွက်လာတာကိုမြင်တွေ့ရမလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုကတော့ပဲနောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းကြော်တွေတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနေကောင်းချိုလိုက်ရပါတယ်ခင်ဗျာ ီဒီလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ။